အမားတို့ကဒီခုလှူတဲ့ဟာအိမ်အောင်သက်32နှစ်ပြည့်လှူတဲ့အလှူကလည်းဒါကအလှူကြီး၄ချိန်မြောက်အမားတို့ကဟိုသာသမီမရနိုင်တော့ဘူးဆိုတာကိုတီးလိုက်တော့အဲ့လိုပြောရင်ငိုချင်းလားအဲ့လိုမျိုးတိလိုက်တယ်အမတို့ကလှူလို့ရပါပဲဗောနော်သာသမီရခဲ့ရင်ဗောနော်ကိုသာသမီကို စင်စည်းမင်းရလှူခြင်းမှာပဲလေအမကဲ့သို့ပဲမိဘတိုင်းကလည်းသာသမီတွေလှူခြင်းမှာပဲရှင်လောင်းစုတဲ့အခါမှာအမတို့ကစင်စည်းမင်းရနဲ့လှူမပါဖရားပေါ့နော်ဒီလိုမျိုးပြောရတာပေါ့ရှောက်တော့အဲ့ခါမှာကလေးလေးတွေကပျော်သွားတာတော့သိလားပြောပြီးတော့ကုမဲနိုင်ရောပေါ့ဆင်အတွက်မဲနိုင်ရဲ့ချိန်ကျတော့ဆင်ပေါက်တဲ့ကလေးကပျော်ပြီးတော့ဂျွန်းနေထိုးရတာ အဲ့ဒီရဲ့ PD ကလည်းဘာနဲ့မှမလဲနိုင်အမျက်စိရလည်းအခုထိမထွက်နောက်လေလှုပ်အောင်ပါပဲအမတို့အမတို့တက်ရှိထင်ရှားရှိရင်အမလှုပ်မှာအမတို့ကတော့ဒါပဲစဉ်းစားလိုက်တာပေါ့နော်အလုပ်လေဂျူးစားလုပ်မယ်လှူလဲလှူမယ်အဲ့လိုမျိုးအလူတန်းနဲ့ပဲကြော်ဖြတ်မယ်ပေါ့သားသမီးမရှိလို့ဆိုပြီးတော့အားမငယ်တော့အမတို့ကဒီခုလှူတဲ့ဟာအိမ်အောင်သက်32နှစ်ပြည့်လှူတဲ့အလူကလည်းဒါကအလူကြီး၄ချိန်မြောက် 2009ကပထမတကြိမ်2011ကဒုတိယအကြိမ်2016ကတတိယအကြိမ်အခု2025ကစတုထအကြိမ်အပားရေကတော့ပထမကြိမ်တုန်းကနည်းဟို150ဒုတိယကြိမ်ကျတော့300ကျော် တတိယကြိမ်ကလည်း350အခုစတုထကြိမ်က450မမတို့ကဟိုသာသမိမရနိုင်တော့ဘူးဆိုတာကိုတီးလိုက်တော့အဲ့လိုပြောရင်ငိုချင်းလား အဲ့လိုမျိုးတိလိုက်တယ်ကမတော်လူလို့ရပါပဲဗောနော်သူအားတော့မလျှော်ဘူးလူမဲဆိုပြီးတော့လူရဲအဲ့လူပြီးတိုင်းပြီးတိုင်းလဲမတော်ကအဲ့တီလာရှင်ဝတ်တယ်လေမအဲ့နှစ်အဲ့19ရက်ဧပြီ19ရက်ကအလူလှဲ့တဲ့နေ့အမတို့အဲ့20ရက်နေ့ကအလူကြီးနေ့20အဲ့22ရက်နေ့ကအမတို့အလူအောင်ပွဲအဲ့ဒါတန်ဃာတော်ပါ850မြို့ဦးလေးမှာဆွန်းလောင်းနေဆွန်းလောင်းပြီးတဲ့ခါကျတော့အမတို့နေ့လယ်မှာအမတို့အမတီလာရှင်ဝတ်လိုက်တယ်ဗောဒီမှာတပတ်ဝတ်လိုက်တယ်အမ အဲအမပြီးတော့ဂျာမတခါသူဝက်အဲ့လိုမျိုးတယောက်တည်းလက်စီဝက်လိုက်တာပေါ့နော်အဲ့လိုရီးတယောက်တည်းလက်စီပေါ့ဝက်အဲ့ဒီရဲ့ချက်ကတော့ဘယ်လိုပြောမလဲကို့မှာအာသမီမရှိတာကို့ရှာတဲ့ပိုက်ဆံကတော့ဒါအလူအတွက်နဲ့ပဲကို့နောက်ပါအောင်လုပ်တာလုပ်တာပေါ့နော်အဲ့လိုမျိုးနောက်ပြီးတော့ဟိုပရာဟိတအကြောင်းကိုသွားလိုက်တယ်ကလေးလေးတွေဟာမိဘမဲ့လေးတွေတွေ့တော့ကိုကလူချင်းစိတ်ကလည်းပေါက်သွားတာနဲ့အမတို့ကအဲ့ဒါကိုပဲအားခဲပြီးတော့ရှင်လောင်းနေလဲစုပေါ့နော်အဲ့လိုပဲလုပ်ခဲ့တာ အဲ့သာသမီကြောင့်ပြောရင်ကတော့မျက်ရည်ကလွဲတယ်ဘလူနည်းကအမှန်တရားကတော့ဒီစင်စီမြင်ရလူလိုက်တော့ကိုကပီတိတွေဖြစ်တာပေါ့အဲ့ဟိုကသဘောလေးကြားတယ်လေနောက်လဲဒီတမကပဲလှူခြင်းလာနော်အဲ့ဟိုကိုသာသမီကဲ့သို့ပဲချစ်ချင်တာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပေါ့သာသမီရခဲ့ရင်ပေါ့နော်ကိုသာသမီကိုစင်စီမြင်ရလှူခြင်းမှာပဲလေအမကဲ့သို့ပဲမိဘတိုင်းကလည်းသာသမီတွေကိုလှူခြင်းမှာပဲအဲ့ကြအမတို့ကဲ့ မတို့ကရှင်လောင်းစုတဲ့အခါမှာရှင်လောင်းစုတဲ့အခါမှာအမတို့ကစင်စည်းမြင်းရံနဲ့လှူမပါဖရားပေါ့နော်ဒီလိုမျိုးပြောရတာပေါ့ရှောင်းတို့အဲ့ခါမှာကလေးလေးတွေကပျော်သွားတာတော့သိလားအဲ့ဒီကလေးတွေကမဲနိုင်ရောပေါ့စင်တွေမဲနိုင်ရဲ့ချိန်ကျတော့စင်ပေါက်တဲ့ကလေးကပျော်ပြီးတော့ဂျွန်းနေထိုးရတာအဲ့ဒီရဲ့ PD ကလည်းဘာနဲ့မှမလဲနိုင်မျက်စိရလည်းအခုထိမထွက်စင်ကောင်ကြီးရစင်ကောင်ကြီးရဆဲကောင်မဲရမြင်းကကောင်30မြင်းကကောင်30အဲ့တော့စင်မေးပေါက်တဲ့ကလေးကကြာမြင်းစီးပေါ့ဟဲ့လို့ အဲ့ကြသူတို့စင်ပုတ်တဲ့ကလေးတွေอ่ะအဲ့နော် PD ကတော့ဘာနဲ့မှမလဲနိုင်မဲနိုင်တာကိုဘေးကနေကြည့်တယ်အဲ့ဖုံဖုံကြီးကဖလားကင်ပြီးတော့ကလေးတွေကိုမဲနိုင်ခိုင်းတော့ပုတ်တဲ့ကလေးတွေကအတင်းပြောပြီးဂျုံးနေထိုးတယ်ဘောနော်အဲ့လိုမျိုးဟိုလှဲ့ကန်ကြီးကြောင့်လှဲ့ကန်ကြီးကြောင့်ငိုလေးတာကလေးတွေကငိုလို့စိတ်ကြီးကလည်းမကောင်းဘူးအဲ့လိုတွေရောဘောနော်အဲ့နဲ့ချော့ရတာဘောနော်အဲ့ခါကျတော့ကိုကအဲ့ PD ကဘာနဲ့မှမလဲနိုင်တဲ့အတွက်နောက်လဲလှူအောင်ပါပဲအမတို့အမတို့တက်ရှိထင်ရှားရှိရင်အမလှူမှာ ကျွန်မတို့ကတော့ဒါပဲစဉ်းစားလိုက်တာပေါ့နော်အလုပ်လေကျူးစားလုပ်မယ်လှူလဲလှူမယ်အဲ့လိုမျိုးအလှူတန်းနဲ့ပဲကြော်ဖြတ်မယ်ပေါ့သားသမီးမရှိလို့ဆိုပြီးတော့အားမငယ်တော့ပြီးခဲ့တဲ့အလှူတွေတုန်းကလည်းသင်ခန်းမြဲပြီးတော့အခုတပါးဆိုဓမ္မစရိယဓမ္မစရိယကို၃ပါး၃ပါးရှိတယ်၃ပါးအဲ့ခါကျတော့ကိုကဘာပဲပြောပြောပီတိဖြစ်တယ်လေအဲ့လိုသားသမီးလိုပဲပေါ့သူတို့ပညာရေးတို့ကလည်းထောက်ပံ့ရတာကိုအကြောင်းပေါ့သမိုးပဲဖြစ်ဖြစ်တော့ဘာညာစာအုပ်တို့ဘာတို့လည်းအကုန်လုံးထောက်ပံ့တယ်လေမအဲ့လိုမျိုးပေါ့အဲ့အခု ရှင်းလောင်းလေးတွေကိုလည်းကြည့်ပြီးတော့ပြီးပြီးဖြစ်ရတာဗာနဲ့မှမတည်ဘူးပေါ့သူစိတ်ကြမ်းတာအောင်ပဲအမြဲတမ်းထားရတာအခုလူလေ तू ကမင်းလုံနိုင်မလားဆိုတော့ကဲ तू ကလှူခြင်းနဲ့ပြောတော့ကဲငါအပင်မန်းခံပြီးလုံမယ်ပေါ့ကဲဒူးနာရဲနဲ့ကိုလုံရတော့တာပေါ့နော်ခြေောက်ကခိုင်းမှုပါလေဟိုအဲခုံနဲ့ तू လဲထားတာခြေောက်ကအဲလဲထားတော့ကောမင်းဘလို့တော့ငါတို့ဟိုပါပေါ့နော်ဆိုတော့ကဲကွာလေလုံမယ်ကွာလှူခြင်းတာတို့32နှစ်ပြည့်မမတ်ရရပဲဆိုပြီးပေါ့နော် အဲ့လိုမျိုးလှုပ်ဖြစ်သွားပေါ့နော်တိုက်ဆိုင်သွားတယ်လို့လည်းပြောလို့ရပါပေါ့နော်အမားတို့သားသမီးမရခြင်းရခြင်းကနောက်ဆုံးတော့ခုတိလိုက်ပြီအဓိကမဟုတ်ဘူးဟိုကိုသားသမီးမရှိလဲအဲမိဘမဲ့နေတဲ့ကလေးလေးတွေကိုလှူလိုက်ရင်ဒါငါတို့ကုသိုလ်ရတယ်အဲ့လိုမျိုးပေါ့နော်မရှိရဘူးတော့အားမငယ်တော့ဘူးအားလုံးကဒီလိုဆိုရင်ယူသွားလို့မရဘူးလေခုလက်ရှိရှိတဲ့ဟိုဟာတွေဘာတွေလဲလှူတန့်ထားခဲ့တာပဲကြောင်းတင်းပါတယ်လူပြီးသားတွေကြီးပဲအကုန်လုံးစာရုပ်ကြောင်းလိုက်တွေ ပိုင်ဆိုင်မှုတွေရတော့လေဘောဘောအဲ့ဒါတော့ဟိုလိုစာချုပ်မှန်တော့ရည်ရွယ်ထားတာပေါ့လေဘာနေနေလေးဟိုလိုမဟုတ်လားအဲ့လိုမျိုးပဲမသိရင်ကဒီလိုလှူတော့လေကိုပိုက်ဆံကအကျိုးရှိတယ်လေအဲ့လိုပဲခံစားရလားအမေနောက်တော့ကိုလေဒီလိုပဲဆုံးပြရမှာပဲလေကိုမလူမမရှိတာအမားတို့ကတော့အခုဒါဒီနှစ်ကတော့စတုထအချိန်ရှင်ပါ450ရတော့အောင်မြင်သွားပြီပေါ့ နောက်နှစ်ကိုလှူနိုင်ရင်ပေါ့အဲ့မို့ဒီလိုပေါ့ကြည့်လိုက်တော့ကလေးလေးတွေမိဘမယ်လေးညာတော့အခုဆိုအဲ့လှူမဲ့နေရကိုလာတဲ့ကလေးလေးတွေကြတော့ရှင်လောင်းဝစ်ချင်တာတော့ကြတော့အမတော့အစီအစဉ်မိသားဖြစ်တော့မဝစ်လို့မရဘူး450ကလည်းအဲ့လိုမျိုးစင်းရလည်းပြည့်သွားပါဘောနော်အဲ့နောက်နေ့ကြရင်တော့ကဲရားသက်လောက်က1000ကျော်ရင်လည်းကျော်ပါစီစုမယ်ပေါ့ကျွန်တော်တို့ကတော့အလှူနဲ့ပဲနောက်နေ့လည်းလှူဖို့ရစူးစမ်းထားပါတယ် ကလေးတွေစူကလေးတွေစူရမှာစူပြီးရင်တော့လှူပန်းပါကလေးတွေစူပြီးမှရှင်လောင်းဘလောက်ရတယ်ဆိုတာကိုမူတည်ပြီးတော့မှလှူရအောင်စူရမှာတမ္မာမှာပေါ့